အားလုံးပဲမင်္ဂလာပါဓမ္မတုတ္တမြှဝေရခြင်းနဲ့အနေပြန်လဲကြိုဆိုပါရစေဒီကနေ့မြှဝေသွားမှာကတော့တက္ကသိုလ်ရှင်သီရိရေးသားပြုစုတဲ့နတ်ပြည်ရောက်ဒုသားတို့ရဲ့ဘဝအတွေ့အကြုံများစာအုပ်ထဲပါတချို့ကို ကောက်နှုတ်တင်ပြမှာဖြစ်ပါတယ်ဒီဒီစာအုပ်ထဲမှာအဲဘယ်လိုပါလဲဆိုတော့နတ်တွေက တလမှာရှစ်ကြိမ်စီဝေးလောက်ကြတယ်လစဉ်ရှစ်ရက် 14ရက်15ရက်နေ့ရောက်တိုင်းတာဝန်ကျနေတွေက ရွှေပြည်နဲ့ဟင်းသာပြားတွေကိုယူပြီးတော့လူပြည်မှာနေရာအလန့်လှဲ့လှဲပြီးတော့ကောင်းမှုစီရင်တွေကိုကောက်ယူချလေးရှိတယ်လို့ဆိုတယ်။အဲ့ဒီဒီမျိုးသားအမျိုးသမီးတို့ဟာတရဏဂုံသုံးပါတည်တယ်၅ပါးတည်လာမြဲတယ်ဥပုပ်တရင်ဆောင်သုံးတယ်မိဘတွေကို ပြုစုလုပ်ကြွေးတယ်။ဘုရားကိုစီမိပူဇော်တယ်။ကုသိုလ်ကမ္မပဋ္ဌာန်းတရား၁၀ပါးကိုစောက်တည်တယ်။စသည်ဖြင့်ရွှေပေမှာဟင်းသာပြရားနဲ့ရေးပြီးတော့ပြစ္စတိကနတ်သားကိုပေးအပ်ကြတယ်။ပြစ္စတိကနတ်သားအတိုင်းမှာမာတတိနတ်သားထံကိုယူဆောင်ပြီးတော့တရားမင်းထံ ပေးဆက်ကြပါတယ်။ကောင်းမှုစီရင်ကောက်ယူဖို့ရန်အတွက်တာဝန်ထမ်းဆောင်ရတဲ့နတ်တရားရှိရနေမှာစတုမဟာရဲ့နတ်မင်းကြီး၄ပါးတို့ရဲ့အမတ်ကြီးတွေ14ရက်နေ့မှာတာတော်တွေ15ရက်နေ့မှာစတုမဟာရဲ့နတ်မင်းကြီး၄ပါးကိုယ်တိုင်ကောက်ယူချပါတယ်။ရှိပီရက်ငယ်ပေါ်မှာကောင်းမှုပြုသူတို့နေကြပါသလားလို့နတ်တွေကဝမ်းနေကြပြီးတော့ ရှိပြည့်ရကြီးရင်တော့နတ်ပြည်ကနတ်သားတွေဟာနတ်သားတွေလာတော့မယ်လူပြည်မှာကောင်းမှုကုသိုလ်ပြုသူတွေများတယ်ဆိုပြီးတော့တကိုးကြီးတဲ့နတ်သားတွေတွေကိုထိတ်ကတင်ပြီးတော့နတ်ခတ်ဘွဲတပင်ဆင်းရင်ကျင်းပရတော့မယ်ဒီတခါလူပြည်က သေးတဲ့အခါကျရဲ့နတ်ပြည်ကိုနတ်သားတည်းအများကြီးရောက်တော့မယ်ဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်တဲ့ဒီကောင်းမှုစီးရဲနေကိုတရားမင်းကိုယ်တိုင်ဖတ်ကြပါတယ်တရားမင်းဖတ်ကြတဲ့အတန်ကဘဂရီအားဖြင့်ပတ်ဝန်းကျင်12ယူဇနာနေကြရပါတယ်တဲ့အတန်ကျယ်ကျယ်နဲ့ဖတ်ကြရင်ယူဇနာသပေါင်းကျယ်တဲ့ နတ်မြို့တော်ကြီးတစ်မြို့လုံးကြားရတယ်။အဲ့လိုဖတ်ကြားပြီးမှတရားနာယူလေးရှိတယ်လို့ဆိုပါတယ်။နတ်တွေကစုတေခံနေမှာဆိုရင်ပညာရှိနတ်များကမှာကြားလေးရှိတယ်လို့ဆိုပါတယ်။ဘလိုမျိုးမှာကြားလဲဆိုတော့အိုမိတ်ဆွေတို့တင်းတို့စုတေတဲ့အခါမှာလူပုံဆိုတဲ့သူကတိပုံကိုသွားပါလေလူဖြစ်တဲ့အခါသူတော်ကောင်းတရားမှာအမျက်ဆုံးဖြစ်တဲ့ တတ္တာတရားကိုရအောင်ကြိုးစားပါလေတင့်တရာမှာဒီတရာတရားတည်တတ်ခိုင်မြဲအောင်အခြေဆိုင်ပြီးတော့သူတို့ကောင်းတရားကိုမပြတ်မကွက်အသက်ထဆုံးတည်တဲ့ကြိုးစားမှုกายကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်တို့ပြုပြီးတော့နှက်ပြီးကို အချိန်ချင်းအဖန်ဖန်ပြန်လာခဲ့ပါလို့မှာကြားလိုက်ပါတယ်တဲ့လူလောကမှာဆိုရင်ဘုံကံကြီးတဲ့မင်းနေဆရာတော်တွေခေါင်းဆောင်တွေ ွဲလွန်ကာနီမှာအုတ်ကားပြန်ကြတာတို့မြင်းငလျင်လှုပ်တာတို့လာကြတာနေကြတာစတဲ့နမိတ်တွေဖြစ်ပေါ်တတ်လို့ပဲတဲ့နှက်ပြီမှာလေဘုံတကူကြီးမားတဲ့နတ်သားနတ်သမီးတွေလာတော့မယ်ဆိုလို့ရှိရင်ပုပ်ပနမိတ်၅မျိုး ဖြစ်ပေါ်လေးရှိပါတယ်တဲ့ဘုံတကူငယ်တဲ့နတ်တို့ကဒီနှငိတ်ဒီနမိတ်၅မျိုးဖြစ်ပေါ်လေးမရှိကြပါဘူးတဲ့အဲ့တို့ဖြစ်ပေါ်လာတဲ့ ပုပ္ပနမိတ်၅မျိုးတို့ရဲ့အကျိုးအပြစ်တွေကို လူပြည်မှာနမိတ်ဖတ်ဆရာပညာရှိတို့ကသာသိတယ်လို့ပဲ။နတ်ပြည်မှာလည်းမိမိတို့စုတည်ရဲ့ဘဲပုံမှာဖြစ်မျိုးမသိကြတဲ့အတွက်ပုပ္ပနမိတ်ထင်လာတဲ့အခါမှာကြောက်ရွံ့တုန်လှုပ်ကြပါတယ်တဲ့။ကုသိုလ်ကံကြီးမားတဲ့နတ်တွေကတော့ငါတို့ဟာကြီးစွာတဲ့အလူကိုလူခဲ့ကြတယ်။တိလကိုလည်းစောက်တီခဲ့ကြပြီးတော့ ပါဝနာကိုလည်းပွားများစီပူခဲ့ကြရတဲ့ဒီနတ်တော်တဘဝမှာစုတည်ရင်သူကတိဘဝကိုရောက်ကြမည်လို့ဆင်ခြင်ပြီးတော့ကြောက်ရွံ့တုံးလို့ခြင်းမရှိကြပါဘူးတဲ့နတ်တွေကစုတည်ဂန္ဒီရင်ဘလို့ဖြစ်လဲဆိုတော့နတ်တွေကရောဥပပပရိသေတည်နေတဲ့တတ္တဝါမျိုးဖြစ်တဲ့အတွက်ကြောင့်ကံကြောက်ဖြစ်တဲ့ကမ္မစာ ရုပ်တည်ချုပ်ငိမ့်တာနဲ့တပြိုင်နဲ့စိတ်ကြောင့်ဖြစ်တဲ့စိတ်တစားရုပ် အဟာရကြောင့်ဖြစ်တဲ့အဟာရဇယုတ်ဥဒုကြောင့်ဖြစ်တဲ့ဥရဇယုတ်သုံးမျိုးလုံးကလည်းကမ္မဇယုတ်နဲ့တပါးတည်းချုပ်ကွယ်ပျောက်လေတယ်။အဲ့ဒီအတွက်နတ်တွေစုတည်တဲ့အခါလူတွေလိုလူတွေလိုယုတ်အလောင်းကောင်ဥဒုဇယုတ်မကြံခဲ့ပါဘူးလို့ဆိုပါတယ်။လူတွေရဲ့အယုတ်ကတော့တေဇောဓာတ်ဒီဟုတဲ့ဥရုကြောင့်ကာလရှည်ကြွာစာဆက်လက်ဖြစ်ပေါ်နေပေမလို့နတ်တို့မှာတော့စီမီတောင်ငိမ့်တယ်လို့ အကျွတ်မဲ့ခြုံငိမ့်ပြောက်ခွေသွားပါတယ်။နတ်စုတည်တဲ့အခါကျရင်နတ်ဘုံမှာ ပြန်ဖြစ်တဲ့သူနဲတဲ့အကြောင်းကိုဆရာကဒီလိုရေးသားတင်ပြထားပါတယ်။နတ်ဘုံကကာမဂုဏ်အာယုံအလွန်ပေါများပြီးတော့တဲ့လူတို့ထက်ဆပေါင်းများစွာသာလွန်နေ။နာသားနဲ့တမင်းတို့ကလည်းထာဝရစဉ်ပြုံမြင့်နှုတ်နယ်လှပပြီးတော့နာသားကအသက်20အရွယ်နတ်သမီးကအသက်16နှစ်အရွယ်ပဲ အမြင်မ်းဖြစ်နေကြတယ်အဝတ္တစာဝိတုတခုကာမဂုဏ်တို့ကို အချိန်ပြည့်အပြည့်အဝရရှိပြီးတော့ကာမဂုဏ်အာယုံကျော်မှာညှောနေကြတာကများတယ်အဲ့ဒီလိုမျိုးကာမဂုဏ်အာယုံကျော်မှာနှင်းညှောနေတဲ့အတွက်အစာအစာစားချိန်တင်တယ်လို့မစားမိပဲမိသွားလို့တည်ကြတဲ့နှက်တွေလည်းအများပြားရှိပါတယ်တဲ့ဖျားရှင်တစ်ထက်ကဖျားရှင်ထံကိုတရားနာပြီးပြန်သွားတဲ့တရားမင်းနောက်ကို ရှင်မောက်ကလံမထေ ကနောက်ကလိုက်သွားပြီးတော့မေးပါတယ်။တရားမင်းကိုဘုရားရှင်ကဗာတရားဟောကြားခဲ့ပါတည်းလို့မေးရ။တရားမင်းကနှက်ပြီကမကုန်ရင်မှုပြီးမေ့သွားတဲ့အတွက်ကြောင့်ဟောတဲ့တရားတွေမှာဗာတရားမှမပြောနိုင်တော့ကြောင်းရှောက်ထားပါတယ်တဲ့။နှက်ပြီမှာကုသိုလ်ပြုဖို့အခွင့်အလမ်းကိုမမျောမနိုင်အောင် ရှိပါတယ်။နှက်ပြီဆိုတာက ပြုခဲ့တဲ့ကုသိုလ်ကံရဲ့အကျိုးကိုပဲခံစားနေတဲ့အတွက်ကုသိုလ်ပြုဖို့ ခွန်းလန်းကိုမမြုံမနိုင်ကြပါဘူးကမထန်းထိုင်မှုမဆိုးထားနဲ့ဥပုဆောင်းဖို့တောင်းအလွန်ခဲရင်ပါတယ်ဝိဒူရာဇတ်တော်မှာဆိုလို့ရှိရင်တရားမင်းကလူပြည့်စင်ဥပုဆောင်းရပုံနဲ့စမီရနဂါမင်းကြီးမကြခဏနဂါပြည်မှာဥပုပ်ကြိုးရပုံတို့ကိုထောက်ဆပြီးတော့တည်တာနိုင်ပါတယ်အဲ့ဒီလိုပဲနှက်ပြည်မှာကာမကုံတရားများပြားလာတဲ့အတွက် ကုသိုလ်ပြုခွင့်သာလွန်နေပါတဲ့အတွက်စုတည်တဲ့အခါမှာနတ်ပြည်လူပြည်ကို ပြန်ဖြစ်တဲ့သူကအတော်ကို အလော့အလွန်နေတယ်လို့ဆိုပါတယ်